အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညီလေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပီလိုက်ရပါတယ်။အဲ့ဒါဒီနေ့ညနေဗီဒီယိုလေးကိုတော့ကျွန်တော်တို့လက်ရှိမှာ Manchester United အသင်းရဲ့ဒါကျွန်တော်ဂူသမအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့နည်းနည်းလေးဒီ detail ရာဆွေးနွေးသွားကြတာဖြစ်ပါတယ်။လက်ရှိမှာဒါကျွန်တော်တို့ဒါကျွန်တော်ဝင်လာတာ chat box တဲမှာဒါကျွန်တော်တို့ထူးဆန်းစွာနဲ့ပေါ့နော်ဒါ Facebook chat box ထဲမှာလာမိတဲ့နှစ်ယောက်ရှိပြီ။ဒါအပြင်ကျွန်တော်တို့ဒါပါ ျွန်တော်တို့ဒါမနေ့က Manchester United နဲ့ Sancho ရဲ့ video အောက်မှာလဲတယောက်လောက်လာမေးတာရှိအာ total တော့၃ယောက်လောက်လည်းမေးရဆိုတော့ content လည်းရတာပေါ့ဗျာတော့စကားလည်းပြောလို့ရတာပေါ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းရဲ့ဂူသမားနေရာဥနာနာအတွက်ဒါကျွန်တော်တို့ဒါ Fiorentina ရဲ့ဒါကျွန်တော်ဂူသမားဖြစ်တယ်ဒါ David De Gea ကိုပြန်ခေါ်ဖို့အတွက် United အသင်းစူးစမ်းနေတယ်ဆိုတော့ Cody De Gea လားဆိုကျွန်တော်လာမေးကြတာဖြစ်ပါတယ်အဲ့တော့ ဒီတရင်ကိုတော့လက်ရှိမှာကျွန်တော်အနေနဲ့1-0ဆိုတာနဲ့ညင်းပြစီလက်ရှိမှာဒါကျွန်တော် Fiorentina ရဲ့လက်ရှိဂုသမဖြစ်တဲ့ David De Gea ကိုတော့ Manchester United အသင်းရဲ့တရင်ကလုံးဝတရင်မှာဖြစ်တယ်။ဘာကြောင့်ဒီလိုမျိုးဆူလို့ရတာလဲ။ David De Gea ကိုလက်ရှိမှာဒါ Fiorentina အနေနဲ့စာချုပ်တန်တစ်နှစ်ထပ်တူအုံးမယ်တော့မှတရင်တွေရကြသိရတယ်မှာပါပါတယ်။အဲ့တော့ Fiorentina မှာပဲဒါကျွန်တော် David De Gea အနေနဲ့လာမယ့်ရာသီမှာလည်းဆက်ရှိမှုအတွက်တရားတလောက်နီးနီးဖြစ်နေတယ်ဆိုပြီးတော့ Fabrizio Romano ကလွန်ခဲ့တဲ့၄ရက်လောက်ခေတ်ကတရားဝင်တည်ပြုထားတာဖြစ်တဲ့ လက်ရှိမှာဒေးဗစ်ဒေဟေးအနေနဲ့လည်းလက်ရှိတော့သူ့အနေနဲ့အသင်းဟောင်းဖြစ်တဲ့ Manchester United ကိုပြောင်းမှုအတွက်လုံးဝစီစဉ်မရှိဘဲနဲ့ Fiorentina မှာဒါအသင်းမှာဒါဆက်ရှိနေမှာဖြစ်ပြီးတော့ဒါသူ့အနေနဲ့စာချုပ်တက်တန်းတစ်နှစ်လည်းဆက်လက်ပြီးတော့တိုးသွားအောင်မယ်လို့ကျွန်တော်အနေနဲ့ကြားသိရတဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ပြဿနာကတော့ဒါဆိုရင်တော့အိုနာနာကြီးနဲ့နှစ်ပါးသွားရတော့မှဆိုတဲ့ပုံစံမျိုးကို United ပြည်သူတွေအနေနဲ့လက်ရှိမှာစိတ်ပြက်လက်ပြက်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးကိုပြောကြလိမ့်မယ်။အမှန်တမ်းပြောရမယ်ဆိုတော့လက်ရှိမှာအဲ့ဒီ သတင်းကိုတော့နည်းနည်းလေးသတင်းကောင်းနေနဲ့ထပ်ပြီးပြောချင်ပါတယ်။ယနေ့ရက်တင်တဲ့လာမယ့်နွေရာသီမှာအိုနာနာကိုနံပါတ်၁ဂူနေဂိုသမားနေရာကနေပြီးပယ်ဖြတ်ဖို့အတွက်စတင်ပြီးတော့စဉ်းစားနေပြီဆိုတော့ကိုကျွန်တော်လွန်ခဲ့တဲ့၃ဘတ်နဲ့၄ဘတ်ဒါကျွန်တော်တို့မှတ်မှတ်ရဒါငလင်မလုတ်ခင်ဆက်ကြားမှာကျွန်တော်တင်ပေးခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ယနေ့ရက်အသင်းနဲ့အခုလက်ရှိမှာဒါဂိုသမားအပြောင်းရွှေ့အတွက်လာမယ့်ရာသီမှာအဓိကတွန်းအားပေးသွားမှာဖြစ်ပြီးတော့ယနေ့ရက်အသင်းကအကယ်၍အိုနာနာကိုဒါကြိုက်စေးများရခဲ့လို့ရှိရင်တော့အသင်းကနေပြီးရောင်းထုတ်သွားဖို့အတွက်လည်းပြင်ဆင်နေမယ်ဆိုပြီးသတင်းထွက်လာ။အဲ့တော့ တချို့ကြတယ်လက်ရှိမှာလည်းကျွန်တော်အဲ့လိုမျိုးပြောရင်ဟာအိုနာနာကိုတည်းကဗီလင်းဆက်တင်တော့ဗီလင်းဆက်လည်းကျွန်တော်မသွင်းပါဘူးလက်ရှိမှာတရေမဲ့ပြပြလာရှိအဲ့တော့အိုနာနာအနေနဲ့အခုချိန်ထိတော့သူ့အနေနဲ့ Manchester United အသင်းမှာပဲသူ့အနေနဲ့စူးစမ်းပြီးဖန်သွားနေတာဖြစ်ပြီးတော့သူ့အနေနဲ့ United အသင်းမှာသူအောင်မြင်မှုတွေရနိုင်မယ်လို့သူ့ကိုယ်သူ ယုံကြည်မှုရှိရတဲ့မှာပါတယ်ဆိုပြီးတရင်တွေထွက်တဲ့တဲမှာပါတယ်အဲ့တော့ပြောချင်တာဦးနနာကတော့သူ့အနေနဲ့အသင်းပြောင်းမှုအတွက်လက်ရှိမှာစီစဉ်မရှိဘူးနဲ့သူက United အသင်းမှာပဲနောက်ဆုံးချိန်ထိ try သွားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုတော့တရင်တွေထွက်နေတဲ့တဲမှာပါတယ်အဲ့တော့ဦးနနာကလက်ရှိမှာနီးပြအာမိုရီအနေနဲ့ဒါအသင်းမှာဆက်ထားတော့ထားခြင်းနဲ့ဒါပေမဲ့ဦးနနာပြောသူပဲဦးနနာကတော့မရှိမဖြစ်ကစားသမားတယောက်တော့မဟုတ်အဲ့တော့လက်ရှိမှာ United အသင်းနဲ့ဒါ Ineos Osu နဲ့အခုလက်ရှိမှာ list လုပ်နေတယ်အသင်းမှာမရှိမဖြစ်ကစားသမားနဲ့ရောင်းလိုက်ရင်လေခုနအတဖက်ကနေပဲလာပြီးကန့်လှမ်းမယ်ဆိုဒီကစားသမားကိုရောင်းလို့ရတယ်ဆိုတဲ့ကစားသမားအကန့်နှကန့်ကိုလက်ရှိမှာဒါကျွန်တော် ော့ United သင်္ကန်းနေပြီးတော့ India ဆိုအုပ်စုကနေပြီးတော့ခွဲထားတဲ့သဘောမှရှိပါတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါ India ဆိုအုပ်စုအနေနဲ့လုံးဝဒါ untouchable ပေါ့နော်လုံးဝအမ Bruno Fernandes ဆိုကစားမှာလုံးဝ untouchable ပုံစံမျိုးကိုဒါထားထားတဲ့ပုံစံမျိုးရှိပြီးတော့လက်ရှိမှာအေးရောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းဒါကျွန်တော်ထားထားတဲ့သဘောမှရှိတယ်ပေါ့နော်အဲ့တော့ အဲ့ဒါနဲ့ပတ်သက်ပြီးနောက်မှလည်းဗီဒီယိုလေးတော့နောက်မှလည်းအဲဟိုအကြောင်းတစ်ခုထည့်ပြောသွားမှာအဲ့တော့လက်ရှိမှာအိုနာနာနဲ့ပတ်သက်ပြီးဒါအင်အာမိုရင်းနေနဲ့ဒါအတဖက်အသင်းကတော့ကျွန်တော်ဒါကြိုက်စည်းပုံစံမျိုးဈေးကောင်းတစ်ခုလာပေးပြီးခေါ်ယူမယ်ဆိုရင်တော့အသင်းကနေထွက်သွားလဲဒါမနှမျောဘူးဆိုတဲ့ကစားသမားတွေတယောက်လိုပုံစံမျိုးကိုဒါကျွန်တော်တို့ Manchester United အသင်းဘက်ကနေပြီးတော့တတ်မှတ်ထားတာဖြစ်တယ်အဲ့တော့လက်ရှိမှာအိုနာနာဘက်ကစားသမားကိုယ်တိုင်ကလက်ရှိမှာ United အသင်းမှာပေးဆက်လူချင်းစိတ်တွေအပြေအဝရှေ့ပြီးတော့ United အသင်းမှာဆက်လက်ပြီးတော့ စူးစားခြင်းသေးတယ်လို့ကြားသိရတယ်မှာပါတယ်။ဝန်နာနေနဲ့အခုလက်ရှိမှာသူ့ရဲ့လက်စွမ်းနေကြောင့်မို့ United အသင်းကလည်းကျွန်တော်တို့နှစ်နှစ်မှာဖလားနှလုံးရခဲ့တဲ့သူ့ကိုသူ confidence ရှိရတယ်မှာပါတယ်။ဒါဟုတ်နှစ်နှစ်မှာမဟုတ်အေးပေါ့မနစ်ကဖလားရရှိခဲ့မှာသူ့ရဲ့လက်စွမ်းနေကြောင့်မို့ဒါဖလားရရှိရ confidence ရှိပြီးတော့ဒီတက်ပို့ပြီးတော့ United အများကြီးလုံနိုင်ပြီမြေလို့သူ့ကိုသူ confidence ရှိရတယ်မှာလည်းပါတယ်လို့ပြောလို့ရတယ်မှာ။အဲ့တော့ United အသင်းကဝန်နာအသင်းအသင်းမှာဆက်ထားမယ်ဆိုရင်တော့မှသူတို့နေလာမယ့် New Year ဒီမှာ နံပါတ်1ဂိုးသမားနေရာအတွက်ဂိုးသမားထက်ရှာတော့မှဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်။ဒါကျွန်တော်ပြောခဲ့လို့ပဲဒါကျွန်တော်တို့ OSC Lily ရဲ့ဒါကျွန်တော်တို့ဂိုးသမားဖြစ်တယ်။ဒါကျွန်တော် Chevalier ကိုတော့ United အသင်းကတော့နံပါတ်1နေရာမှာပြတ်မှတ်ထားတာဖြစ်ပါတယ်။ United အသင်းကဒါကျွန်တော်ဂိုးသမားတွေမျိုးပဲကစားသမားဟုတ်ကစားသမားတွေမျိုးပဲ ਨੇ ဂိုးသမားပြတ်မှတ်ထားတဲ့နေရာမှာလည်းရုပ်ချော့ချော့ကစားသမားတွေကိုပြတ်မှတ်ထားတယ်လို့ပြောလို့ရရတယ်မှာပါတယ်ဗော။နောက်တော့ အဲ့တော့ United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့လာမယ့်နေရာဒီမှာတော့ Onana ကိုအစားထုတ်ဖို့အတွက်အတီလင်းကြီးညာသွားပြီးတော့အတီလင်းဒါကျွန်တော်တို့ပြုပြလို့သွားပြတယ်ဒါတော့ပြောချင်တာတို့နေ Fabio Romano ရဲ့တရင်နေရဆိုရင်လာမယ့်နေရာဒီမှာ United အသင်းအနေနဲ့ဒါကျွန်တော်တို့အာ နံပါတ်1လက်စွမ်းရှိမဲ့ဒါဂူသမားကိုလည်းခေါ်ယူဖို့အတွက်ပြင်ဆင်သွားမှာဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါ market ထဲမှာဂူသမားတွေကအများကြီးဖြစ်နေတယ်။အဲ့တော့အဲ့ဂူသမားတွေလည်းဘယ်သူကိုရှာသွားမလဲ။အခုလက်ရှိမှာဘန်လီနဲ့တူလက်စွမ်းပြနေခဲ့တဲ့ traffic ကိုလည်း United အသင်းကစိတ်ဝင်စားနေတယ်။ Kola Hala တွေကခုနပြောလိုပဲ traffic ရောက်လာ traffic ကို Newcastle United ခေါ်သွားမယ်ဆိုရင် Nick Pope ကိုလည်းဒါ United အသင်းကလည်းစိတ်ဝင်စားနေလို့ကြားသိရတယ်မှာပါတယ်။ Nick Pope က injury prone ဖြစ်တဲ့ကြောင့် United အသင်းလည်းချက်တော့ပြန်ကြည့်နေတယ်။အဲ့တော့ United အသင်းရဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ဂူသမားကိုအပြောင်းအလဲကိုလည်းဝင်သွားဖို့အတွက်စဉ်းစားသွားမယ်လို့ကြားသိရတယ်မှာပါတယ်ပေါ့နော်။အဲ့တော့ လက်ရှိဒါကျွန်တော်ဒီဟာနဲ့ပတ်သက်ခုနပြောသူပဲအင်းရောစုအုပ်စုနေနေတာကျွန်တော်ကစားသမားတွေကိုရောင်းကောက်ရောင်းကိုရောင်းအောင်မင်းနဲ့မရောင်းကိုမရောင်းအောင်မယ်ဆိုရင်လစ်စေတတ်မှတ်ထားတယ်အဲ့တော့လက်ရှိထဲမှာ United အသင်းနေကြိုက်စည်းရမယ်ဆိုရင်တော့ရောင်းသွားနိုင်မယ်ကစားသမား2ယောက်ကတော့ ကိုဘီမိုင်းတို့နဲ့ကနာချိုဖြစ်လာခဲ့တယ်။အဲ့တော့ United ပြည်သက်တွေနဲ့ခုလက်ရှိမှာဒါကနာချိုရဲ့ခြေစွမ်းပေါ်မူတည်ပြီး United ပြည်သက်တချို့ကတော့စိတ်ပြက်လက်ပြက်ရှိနေစေဖြစ်တယ်။ကနာချိုကသာအကဲ United ဘက်ကနေပြီးတော့ Euro 360နဲ့တန်း80ပတ်ချလဲဝိညာဉ်ကြဈေးရခဲ့မယ်ဆိုရင်တော့ပြည်သက်တချို့ကတော့စတင်ပြီးတော့ရောင်းချဈေးချင်းပြီးဆွဲသတင်းထွက်လာခဲ့တယ်။အခုလက်ရှိမှာ Kola Hala တွေရကနာချိုရဲ့ agent ကတော့ကျွန်တော်တို့ကနာချိုကိုအသင်းကထွက်ဖို့တောက်လျှောက်လှုပ်ဆောင်နေတယ်ဆိုတော့ Kola Hala တွေထွက်နေတယ်။ဒါကျွန်တော်သိကြတယ်မှာမနစ်ကဆောင်းအာဒီကလည်းကနာချိုရဲ့ agent ကတော့ကျွန်တော် Chelsea နဲ့ပွဲ Chelsea နဲ့ Wolves နဲ့ပွဲစဉ်မှာ Chelsea နဲ့အသင်းနဲ့အတူတရားဝင်ကြီးနိုင်တဲ့အထီတော်မှာလုပ်ခဲ့ ဲ့တယ်ဆိုတဲ့သတင်းအပေါ်မှာ United ပြည်သက်တွေကစိတ်ပြတ်ခဲ့တယ်တမပါတယ်လက်ရှိမှာကနာချိုအနေနဲ့ခုနောက်ပိုင်းပွဲစဉ်တွေမှာလည်းဒါကျွန်တော်ခြေစွမ်းရတည်ငြိမ်မှုမရှိဘဲနဲ့ဒါကျွန်တော်တတ်တဲ့အချိန်တတ်တဲ့ကြားတဲ့အချိန်ကြားတယ်ဒါပေမဲ့ကြားတဲ့အချိန်တွေကပုံများတဲ့ကြောင့်ကနာချိုနဲ့ပတ်သက်ပြီးဈေးကောင်းရမယ်ဆိုတော့ United ပြည်သက်တော်များကတော့ရောင်းစီခြင်းနဲ့တမပါတယ်ကနာချိုရောင်းခဲ့တဲ့ပတ်စံကနေဒီစင်ဒါကျွန်တော် United အသင်းအနေနဲ့အလုံးစုံပြန်လည်ပြီးတုံးခွင့်ရမှာဖြစ်တဲ့ကြောင့်ဥမာလက်ရှိမှာကနာချိုကို Euro 80နဲ့ရောင်းခဲ့သည်ရှိသော80လုံး United အသင်းအနေနဲ့ပြန်တုံးခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီကစားသမားကို United ပြည်သက်တွေအနေနဲ့အကယ်၍ခုနပြောသူပဲဈေးကောင်းတာရမယ်ဆိုတော့ရောင်းစ စေခြင်းတဲ့သဘောမှာရှိတယ်အဲ့တော့ United တင်းနဲ့ Kobe Bryant နဲ့ Garnacho နှစ်ယောက်ထက်ကတစ်ယောက် ပုံစံမျိုးရောင်းမလို့ပုံစံမျိုးဒါစဉ်းစားထားတဲ့ပုံစံမျိုးရှိပေမဲ့လက်ရှိမှာ Kobe Bryant ကိုဒါကျွန်တော်တို့ Garnacho ကနှစ်ယောက်လုံးကိုဒါရောင်းလို့ရရင်ရောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးကိုလည်း United ကတတ်မှတ်သွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့ Kobe Bryant ကိုတော့အခုလက်ရှိမှာဒါ Chelsea အသင်းကနေကွင်းလယ်ပိုင်းလိုအပ်ချက်ရတာကျွန်တော်တို့ Romeo Lavia ရဲ့မကြာခဏဒဏ်ရာရမှုတွေပေါ်စိတ်ပြက်လာမှုတွေကြောင့်မို့ဒါကျွန်တော်တို့အဲ United အသင်းနဲ့တူဒါကျွန်တော်မှတ်မဲ့ရအာ ကိုဗီမိုင်းတူကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ချက်စီအသင်းနဲ့ try လာနိုင်တယ်။အဲ့တော့ legend မှာ United အသင်းနဲ့ဒါကိုဗီမိုင်းတူရဲ့စာရုပ်ကိစ္စလည်းအခုချိန်ထိအပေါင်းလက္ခဏာမဆောင်နိုင်သေးဘူး။ကိုဗီမိုင်းတူလာစားလိုချင်တဲ့ဥစ္စာကတော်တော်လေးကိုမြင့်မားနေတဲ့အတွက်ကြောင့်မလို့ United ဘက်ကလည်းဒီလောက်ကြီးမမေ့နိုင်သေးဘူး။ ပြောကြတာမပေးနိုင်သေးတာမပေးကျင်တာအင်းတို့ဆိုအတင်းနေတယ်ခုလက်ရှိမှာဒါကိုဗီမိုင်းလူအနေနဲ့ခြေစွမ်းပြကမဆိုးဆိုရင်တော့ဒါလက်ခံလို့ရရပေါ့ဒါပေမဲ့ခြေစွမ်းရမကောင်းမင်းနဲ့တိုင်ပတ်သွားခဲ့မယ်ဆိုတော့တော်တော်လေးအခြေအနေဆိုးသွားနိုင်မယ်နေတာတခုဒါအဲ့ဒါဆိုတော့ဒီကစားသမားတပတ်လောက်ခလာစားတာတသိန်းချက်တောင်းလောက်ကြီးထိုင်ပြီးနေရမှာဆိုယူနိုက်တက်အတင်းနေမလို့ချင်ဘူးပြောချင်တာအရင်တုန်းကဒါအင်းတို့ဆိုအုပ်စုမှားခဲ့တဲ့အမှားပုံစံမျိုးကိုလုံးဝထပ်ပြီးတော့မလုပ်စေချင်တဲ့သဘောမှာတို့ရောရှိတယ်အဲ့ဒါရှိမှာကကျွန်တော်တို့ Jim Redcliffe တို့အုပ်စုအနေနဲ့အင်းတို့ဆိုမှုဂလီစာတို့မိသားစုအမှားပုံစံမျိုးလုပ်ခဲ့တဲ့ပုံစံမျိုးကိုယူနိုက်တက်အတင်းကလက်ရှိအချိန်မှာဒီလိုမျိုးပုံစံမျိုးမလုပ်ချင်ဘူးเนาะအဲ့တော့ အာမိုရင်းနေခုလက်ရှိမှာကနာချိုနဲ့ဒါကိုဘီမိုင်းနူကိုဘီမိုင်းနူရဲ့ဆိုင်ကနာချိုကိုဒါရူဘယ်အာမိုရင်းနေရောင်းဖို့အတွက်ဒါကျွန်တော်တို့ okay တယ်ပေါ့နော်ပြောချင်တာက လက်ရှိမှာကနာချူရောင်းခဲ့ပြီးကနာချူတက်ပူကောင်းတဲ့ကစားသမားတယောက်ကိုသူတို့အနေနဲ့ခေါ်ယူနိုင်မယ်လို့မြင်တယ်။အခုလက်ရှိမှာကနာချူအနေနဲ့တည်ကြတယ်မဲ့စပီမြန်နာကလွယ်ရင်သိပြီးတော့အားကိုးစရာသိမရှိဘူးဆိုတော့သိပြီးသားဖြစ်လိမ့်မယ်။ဒါကြောင့်မို့လက်ရှိမှာအလာဟန်ဒိုကာနာချိုနဲ့ပတ်သက်ပြီးတော့ယူနိုက်တက်အသင်းရဲ့ဒီကိစ္စနဲ့ပတ်သက်တော်တော်လေးကိုတည်တည်ရှာဟန်တော်လုပ်နေတယ်။အဲကာနာချိုရဲ့စာချုပ်တက်တဲ့အခါလည်းအခုချိန်နေအင်းမလို့အဲမလို့ဖြစ်တယ်။ပြီးတော့ကာနာချိုကတည်ကြသူ့အနေနဲ့သူတည်ကြတခုလိုချင်တယ်။ကာနာချိုကလက်ရှိမှာကိုယ်မိုင်းနေနဲ့မတူတာသူ့နဲ့လုခသားစားကအေးမကြည့်သူ့တက်ကတာကျွန်တော် squad မှာသူဘလောက် important rule ရလိုချင်တယ်ပေါ့နော်။အဲ့တော့ လူငယ်တွေခုနောက်ပိုင်းဘယ်လိုပြောမှမသိပါဘူးဗျာသူတို့အနေနဲ့ကကျွန်တော်နားလေရခက်အခုလက်ရှိမှာလည်းကနာချိုအနေနဲ့ဟိုပွဲတိုင်းဒီဒီပွဲထွက်ပါဝင်ခွင့်ရတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကကနာချိုကဘာကိုကြောက်လာမဲ့နေရာဒီမှာသူ့ကိုအစားထိုးမဲ့ကစားသမားတရားဒါမှမဟုတ်အကယ်ဒမီကသူ့ထက်ပိုကောင်းတဲ့ကစားသမားတရားရောက်လာမယ်ဆိုရင်သူ့အနေနဲ့စားချုပ်စားတမ်းမှာအကယ်သူနေရာထွက်ခွင့်ပါညာမပါခဲ့ဘူးဆိုရင်တော်တော်လေးကိုတိုင်ပတ်သွားမယ်တော်သူကအဲ့နေရာလိုချင်တာဒါပေမဲ့ယူနိုက်တက်ကအခုလက်ရှိမှာအဲ့နေရာမပေးတဲ့ပြီကနာချိုကိုတော့ရောင်းဖို့အတွက်ပြင်ဆင်နေပြီဆိုတော့ တခြားတော့စောင့်ကြည့်ရမယ့်တယ်မှာပါပါတယ်အဲ့တော့ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4U တို့မှာကျင်းရလူစံပေါ့ကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်ကျွန်တော်တို့ကိုကြည့်လို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာလေကောင်းမွန်သွန်ဒီနေ့ဖြစ်ပါဆိုစုမုံကောင်တောင်းပေးနေပေး ျွန်တော်တို့တွေနောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အဲ့တော့ကျွန်တော်ငလင်တန်ကိုကြီးပြီးနေညီကိုမော်မားလေးအားလုံးဝေကျူးတူပါတယ်ငလင်တန်ကနေပြူတွေလည်းအမြန်ဆုံးလွတ်မြောက်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့တော်တော်ကံပြူပါဗျဒေဗော့ပါ